ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်လာငါရဲ့ချစ်ချွေးမလေးနေအောင်ရေအိမ်ထဲဝင်ခဲ့ကြနောက်နေ့မနေ့ဆောစောမှာတော့ပပနဲ့မြမြတို့နှစ်ယောက်လုံးထမင်းဟင်းတွေချက်ကြဖို့အတွက်မိဖို့ကြောင့်ကိုရောက်လာကြပါတယ်ပပရေဒီလိုလုပ်ပါလား ။နင်ကအသီးနှံတွေလီးဖြက်လိုက်။ငါမုံတွေဟလဝါတွေမုံချိုတွေလှုပ်လိုက်ပြီးမှဟင်းချက်လိုက်မယ်။ဟုတ်ကဲ့မ၊ကျွန်မလှုပ်လိုက်ပါမယ်။မြမြနဲ့ပပတို့လည်းနှစ်ယောက်တူတူပထမဆုံးမိဖို့ကြောင့်ဝင်ဖို့လုပ်ပြီးချက်ပြုတ်နေကြတော့မှပဲဒုံမုံကမိဖို့တွေကိုရောက်လာပါလိမ့်။ချွေးမတို့ရေသမင်းတွေအခုချိန်နဲ့မကြက်သေးဘူးလား။အမြန်လေးချက်ကြဆမ်းပါ။အချိန်တလောက်လင့်နေပြီဟာ။မနက်6နာရီလောက်ပဲရှိသေးပေမယ့်ဒုံမုံကတော့ဒီလိုမျိုးသူတို့ကိုမြန်လုခိုင်းနေပါလေ တာဟုကြပြီးအံ့ဩနေကြတဲ့ချွေးမနှစ်ယောက်လည်းနားမလည်ဖြစ်နေကြရင်းကပဲထမင်းဟင်တွေကိုအ мян ချက်ပြုတ်ပြီးထမင်းစားစပွဲကိုသွားချပစ်လိုက်ပါတယ်။ဒါနဲ့အမတို့နှစ်ယောက်ပေါင်းချက်ထားတဲ့ထမင်းဟင်တွေကတကယ်ကိုရတာရှိတာပဲ။အရင်ကရတာရှိတယ်။ဟုတ်တယ်။နင်တို့နှစ်ယောက်ကတော်တော်ဟင်းချက်ကောင်းတာပဲချွေးမတို့ရဲ့။ဒါနဲ့နင်တို့လည်းဟင်းတွေပူနေတုန်းလာစားလိုက်လေ။ပြီးမှဆိုင်အေးကုန်လို့တခါရင်မိဖို့ကြောင့်လည်းပြန်ဝင်ပြီးပြန်နွေးနေရအောင်မယ်။နင်တို့လည်းလာစားလိုက်တော့ မြမြနဲ့ပပတို့ကလည်းသူတို့အလုံးနဲ့အတူတူထိုင်ပြီးထမင်းစားလိုက်ကြပါတယ်။စားပြီးကြတဲ့အခါမှာတော့သူတို့နှစ်ယောက်လည်းပကန်းပီရီကိုစီကြောပြီးတော့အခန်းနေသွားကနားနေလိုက်ကြပါတယ်။ဒီလိုအိတ်နေရင်ကပပလည်းရုတ်တရက်လန်းတို့လာပါတော့တယ်။ဟာဟာဟမ်ဟဲငါပေတော့အိတ်ပျော်သွားလဲတော့မသိဘူး။အခုတော့အိတ်လိုက်လို့လားမသိဘူး။ဘိုက်ဆာလိုက်တာ။နေ့လယ်စာနဲ့ချက်ရအောင်မှာဆိုတော့ငါမိဖို့ကြောင်းနဲ့သွားပြီးရှစ်တာလေးချက်ပြုတ်လိုက်ပါအောင်မယ်။ ဒီလိုပြောပြီးပပလည်းမိဖုကြောင့်ကိုလာခဲ့တဲ့အခါမှာတော့မိဖုကြောင့်တကားကိုတောက်ခတ်ထားတာကိုတွေ့လိုက်ရပါတယ်ဟမ်မိဖုကြောင့်ဘသူကလာပြီးတောက်ခတ်ထားရလဲဘသူကဒီလိုမိဖုကြောင့်တောက်ခတ်ပြီးထားလို့လဲမမောက်မေးကြည့်အောင်မှာပါဒီလိုပြောပြီးပပလည်းမိဖုကြောင့်အရှိကနေပဲမျက်မြောက်ကိုလှမ်းခေါ်လိုက်ပါတယ်မမရေမမမမဗမာရောလာခဲ့ပါအောင်မမပပအတန်းကြောင့်မျက်မြောက်နဲ့မိဖုကြောင့်ကိုတွားလိုက်ပါတယ်ဖြစ်လို့လေပပ ဒီမိဖို့ကြောင့်တော့ကဘာလို့ခတ်ထားလဲဒါပဲမင်းချင်လို့အမောင်ကျမခေါ်နေတာအမဘာလို့မိဖို့ကြောင့်တော့ခတ်ထားလဲဟဲ့ပပနင်ယူများနေရလားငါဘာကိစ္စမိဖို့ကြောင့်တော့ခတ်ရမှာလဲဒီလိုမျိုးပပနဲ့မြမြတို့ကတော့တယောက်တစ်လင်းအပြစ်တင်နေကြတော့မှာပဲသူတို့နောက်ကိုဒုံပုံကရောက်လာခဲ့ပါတယ်ကဲတယောက်ကိုတယောက်အပြစ်တင်နေစရာမလိုပါဟဲ့ဘာလို့လဲဆိုတော့ဒီမိဖို့ကြောင့်ငါတော့ခတ်ထားတာပြီးတော့မိဖို့ကြောင့်တော့တစ်နေ့တစ်ခါပဲဖွင့်မင်းမှာ ဘလို့အမေတနေ့မှမိဖို့ကြောင့်တခါပဲဖွင့်မယ်မဟုတ်လားဘာလို့လဲရင်အမေအမေအဲ့ဒါဆိုသမီးတို့ကကြားထဲမှာပိုက်စာလို့တခုခုစားချင်လာတာဒါမှမဟုတ်မိဖို့ကြောင့်တခုခုလိုချင်ရောဘလို့လုံးရမလဲဘလို့ကိစ္စတွေပဲရှိနေပါစေငါတို့အိမ်ကမိဖို့ကြောင့်ကတော့တနေ့တခါပဲဖွင့်မှာအဲ့ဒါကြောင့်ဘာလို့ပဲရှိရှိဘာပဲစားချင်စားချင်စောစောစီစီမှတ်နှက်တရအကုန်ချက်ထားငါမိဖို့ကြောင့်တကောက်တော့လုံးဝမဖွင့်မနိုင်ဘူးသူတို့ယောက်ျားတွေကလည်းမနေ့စာစားပြီးထွက်သွားရင် ရ GDP နောက်နေ့မနက်မှာပြန်လာကြတာမို့လို့သူတို့ကတော့အခက်တွေ့နေကြပါတယ်။တခြားချိန်တွေညစာတွေမှာဆိုရင်တော့မြက်မြက်နဲ့ပပကတစ်ချိန်လုံးပိုက်စားနေရပါတယ်။ဒါကြောင့်မနက်စာချက်ပြီးရင်တော့ဟင်းထမင်းတွေကိုအပြင်ကရေခဲတကြတွေမှာထည့်သိမ်းကြပါတယ်။ဒါကြောင့်သူတို့ကညစာဆိုရင်တော့ထမင်းဟင်းအေးတွေကိုသာစားရပါတော့တယ်။အမေထမင်းတွေအေးနေလို့သမီးမိဖို့ကြောင့်လည်းသွားနှွေးလို့ရမလားယင်။ဩလုံးဝနှွေးစရာမလိုဒီချိန်ဆိုမိဖို့ကြောင့်လည်းတော့ခတ်ထားတယ်။ ပြီးတော့ငါနင်တို့ပြောပြီးသားမိဖို့ကြောင့်တနေ့တစ်ခါပဲတော့ဖွင့်ပေးမှာလို့နင်တို့တွေကငါပြောတော့တစ်ခါတည်းမှတ်ထားခဏခဏလာမယ်ပြီးမိဖို့ကြောင့်တော့ဖွင့်ခိုင်းဖို့ကြမ်းနေနဲ့အဲ့လောက်လဲထမင်းတွေကအေးနေရမှာဘူးရှိတဲ့အတိုင်းသာစားကြဒါဘာရီလဲဟာဘာရီများထူချပြီးတနေ့မှမိဖို့ကြောင့်တစ်ခါပဲဖွင့်ပေးဖို့ကြံရွယ်ထားရလဲမသိဘူးသူရဲ့အတိတ်ပဲမရှိရလို့ရကြောင်းငါတို့အခုလိုထမင်းအေးအေးကြီးတွေစားနေရတာနောက်နေ့မနက်မှာတော့မောင်းခန့်နဲ့မောင်းတန်းတို့လည်းညဂျူတီတွေပြီးလို့အိမ်ပြန်လာခဲ့ကြပါတယ် ီးတော့မိဖို့ကြောင့်တည်းမှာတော့ပပနဲ့မြင်းများတို့ကထမင်းဟင်းချက်နေကြပါလေအမရေဖြစ်နိုင်ရင်အသီးနဲ့ဟင်းကိုတပိတ်တာလောက်သာချက်ပေးကျမလည်းရိုတီမုန့်လေးကိုအများကြီးနဲ့ထမင်းမျိုးချက်ထားမယ်ဒီအိမ်မှာမိဖို့ကြောင့်တနေ့မှတစ်ခါပဲဖွင့်မေးတာမလို့တက်နိုင်တဲ့လောက်မြင်းများချက်ထားရမှာပဲငါတော့လေတနေ့တနေ့ဒီလိုမျိုးတစ်ခါတည်းနဲ့ထမင်းတွေအများကြီးချက်ထားတာခါးတွေတောင်နာနေပြီကောင်းကောင်းတော့မရက်နိုင်တော့ဘူးငါဘလောက်ပင်မလဲဆိုတာပြောပြလို့တော့မရနိုင်တော့ပါဘူးဟာ ဒီလိုနဲ့မြန်မြန်နဲ့ပပတို့လည်းထမင်းရင်းတွေကိုအများကြီးတခါလေးချက်ထားလိုက်ကြပါလေခဏကြာမှတော့သူတို့လည်းထမင်းတွေကိုထမင်းစားစပွဲပေါ်မှာတွားပြီးတော့ခြာပေးလိုက်ပါလေထမင်းရင်းတွေကဘလူရီချန်ထားတာလေတချို့ဟာတွေကတူးလို့တချို့ဟာတွေကြတော့လေစားမပါစီမပါနဲ့ဘလူရီဖြစ်နေရလေအားတို့ကတညာလုံးပင်ပင်မမတ်နဲ့လွတ်လွတ်ပြီးပြန်လာရတာ우အင်းရောက်တော့လေမင်းတို့ကဒီလိုဟင်းတွေပဲချက်ကျွေးပါလားဟုတ်ပါထမင်းရင်းတွေကတကယ်ကိုမကောင်းတာတွေပဲ ။ဟင်းတွေကိုအမြန်ချက်ပြီးကျင်းစုံးနဲ့ဒီလိုတွေဖြစ်အောင်ချန်ထားတာလား။ပြီးတော့ထမင်းဟင်းတွေကိုဘာလို့ဒီလောက်အများကြီးချန်ထားတာလဲ။အဲ့ဒါရှင်တို့အမေတွေကိုမေးကြည့်လေ။ခဏကြာမှတော့သူတို့တွေလည်းထမင်းစားပြီးတဲ့အခါအာလုံကုအခန်းလေးကို ပြင်ခဲ့ကြပါရဲ့။ပြီးတော့သူတို့ယောက်ျားတွေကိုအကျိုးကြောင်းမေးကြည့်ကြဖို့လှုပ်လိုက်ကြပါရဲ့။ဒါနဲ့လေရှင်တို့မိသားစုကထူဆန်းနေနော်။ဘာလို့တနေ့မှတခါပဲမိဖို့ကြောင်တကောက်ဖွင့်လာလဲယင်။တစ်ဖက်ကမင်းမြကလည်းသူ့ယောက်ျားကိုမေးလိုက်ပါရဲ့။ ဒါနဲ့ရှင်သိလားရှင်တို့မိသားစွာတနေ့မှမိဖို့ကြောင့်တကားတခါပဲဖွင့်မေးတယ်ဆိုတာလေအဲ့ဒါရှင်တို့သိပြီးသားလားအဲ့ဒီကိစ္စကြောင့်လေကျမတို့ဘလောက်တောင်အခက်တွေ့နေရလဲရောရှင်သိလားမိဖို့ကြောင့်တကားဖွင့်တဲ့ချိန်မှာကျမတို့မှာထမင်းတွေအပိသက်ချက်ထားတာတောင်မသိပဲရှင်တို့ကလာပြီးတော့အပြစ်ကလည်းတင်ချင်သေးတယ်အဲ့ငါဘလို့တိမှာလေအင်ကိစားတွေကိုမင်းနဲ့မင်းတို့ပဲတိမှာပေါ့ငါတို့ကညနေဘက်ဆိုရင်နေ့တိုင်းဂျူတီကြနေလို့မနေ့မှပြန်လာရတာ ው ပြန်လာတဲ့အချိန်မှလေငါတို့ကမင်းတို့ပြဿနာတွေဖြေရှင်းပေးရအောင်မလား အဲ့ဒီကိစ္စငါတို့ဘာမှလာမပြောနဲ့ဒီလိုနဲ့မြမြနဲ့ပပတို့ကတော့သူတို့ယောက်ျားတွေကိုလည်းဘာမှအားကိုးလို့မရပဲဖြစ်နေပါလေဒါကြောင့်သူတို့လည်းတောကရမ်းရှောင်နေပါလေဒီလိုနဲ့နောက်ရမှာတော့သူတို့အင်ကိုတငယ်ချင်းဖြစ်တဲ့ဒေါ်တီကရောက်လာခဲ့ပါလေဟဲ့မမုံရေနေနေကောင်းလားဟဲ့အော်ငါတော့ကောင်းတာပေါ့ဟာနင်ရောဘလို့လဲနေကောင်းလားဒီလိုနဲ့အတော်ကြာစကားပြောပြကြပြီးရဲ့နောက်မှာတော့ ေါတိကပြန်တော့မလို့လုံနေတာမို့ဒေါမွန်ကပြောလိုက်ပါတော့တယ်။ဟဲ့နင်းကလေအကြိုင်းနေမှာလာလေတာကိုညနေစောင်းမှပြန်မလား။အော်နင်းကတလောက်ပြောနေမှာတော့ငါနေ့လေစားစားပြီးညနေလောက်မှပဲပြန်မမယ်။ကဲချွေးမတော့ရေငါ့ကိုနင်းတို့လက်ရလေးတွေဧည့်ခံပေးပါအောင်။ဒီတခါနေ့လေပတ်အချိန်ဖြစ်တာမို့ချွေးမနေ့ရောက်လေရှိတဲ့ရေကဲတစ်တာတွေကအသီးတွေကိုထုတ်ခါလေးချုပ်ပြီးထမင်းစားစပွဲကိုသွားချပေးလိုက်ပါတယ်။ဒါကူမြင့်တဲ့ဒေါ်သီလေးဒေါ်တော်ထွက်သွားပြီးတော့ပြောလိုက်ပါတယ်။ ။ဟဲ့မမုံရင်နင့်ချွေးမတွေကဘာလို့ငါ့ကိုအသီးနှံတွေနဲ့ပဲဧခန်တာလဲ။ငါမနဲ့တည်းအိမ်ကဘာမှမစားပဲထွက်လာရတာ။ငါထမင်းစားချက်နာဟဲ့။ငါ့ကိုထမင်းမကျွေးစားမှာ။ဒါပေမဲ့မေကမိဖို့ကြောင့်တော့ခတ်ထားလို့လေ။ဟမ်။တော့ကဘာလို့ခတ်ထားရတာလဲ။နင့်မိဖို့ကြောင့်နေခင်းကြောင့်တော့ဘသူဝင်ခိုးမှမလို့လဲ။အော်နင်ကလေလေ။နောက်ခါလိုင်းကောင်းတာတွေချက်ကျွေးပါမယ်အခုတော့မိဖို့ကြောင့်တကောက်မဖွင့်ပေးနိုင်သေးဘူးဟဲ့နင့်ဟာလည်းဘလို့စီကန်းချက်ကြီးလဲ မိဖို့ကြောင့်တကူတကဘသူကတော့ခတ်ထားလို့လဲကဲတော်ပြီနင်မကြွေးချင်နဲ့ငါသွားတော့မယ်နင်မိဖို့ကြောင့်နှိမ့်ပါတာတော့ခတ်ထားလိုက်တော့ဒုံဘုံကတော့သူ့အချင်းကိုနည်းနည်းလေးမှတော့မပြင်းမင်းမိဖို့ကြောင့်တကမဖွင့်ပေးတာမို့ဒေါသီလေးဒေါသထွက်ကပြန်သွားပါလို့တယ်ဒီလိုပဲရဲနေငယ်ကြာသွားခဲ့ပါလိမ့်တိရမတော့မြင်းများနဲ့ပပတို့လည်းဈေးသွားကြရင်လူရည်တိကပူနေတာမို့မြင်းများလည်းနေမကောင်းဖြစ်လာပါလိမ့်အမေစိတ်မပူနဲ့နော်ဘာမှမဖြစ်ဘူးသိလားခဏနေအိမ်ရောက်တော့မှာပါ အိမ်ရောက်ရင်အမလေးအေးအေးလေးနဲ့နားလိုက်ပြီးတော့တမရကြီးအေးအေးလေးဖြော်ပေးမယ်။ဒါဆိုအမနေလို့ကောင်းသွားမှာပါ။ဒီလိုနဲ့ပဲနေမကောင်းတဲ့မျက်မြောင်ကိုပပလေးတွေးပြီးတော့အင်ခေါ်လာခဲ့ပါတယ်။မျက်မြောင်ကတော့ကောင်းနေမှုနေပြီးတော့နေလို့မကောင်းတာကြောင့်မို့လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ပဲဖြစ်လာပါတယ်။ဒါကြောင့်စိတ်ပူနေတဲ့ပပလေးသူ့ရောက်ခမကိုပြောလိုက်ပါတော့တယ်။အမေရေမိဖို့ကြောင့်တော့လေးပေးပါအောင်။အမတော်တော်လေးကိုနေမကောင်းဖြစ်နေလို့တမရကြီးဖြော်ပေးမလို့။ဘာမှလှုပ်တော့စရာမလို့။ မိဖို့ကြောင့်တော့ငါလုံးဝမဖွင့်မနိုင်ဘူး။သူဒီလိုကောင်းမောင်နေတော့မှပဲမြင်းမြကတော့မနေနိုင်တော့တာမို့တတိလပီလေးကြသွားပါတော့တယ်။ဒေါကုမြင်းမီပပဟာလေးရန်ကူဒေါသထွက်သွားခဲ့ပါတယ်။ဒါကြောင့်ဒေါသထွက်ပြီးတော့သူ့ရောက်ခမကိုអော်ပြီးတော့ပြောလိုက်ပါတယ်။တော်တော့မေအမေရန်လွန်သွားပြီနော်။အမေကအမေအတိတ်တရားတွေကိုပါအဲ့ဒီမိဖို့ကြောင့်ထဲမှာတော့ခတ်ပြီးပိတ်ထားလိုက်တာလား။ဘာကြောင့်အတိတ်ပဲမရှိရဲမိဖို့ကြောင့်ကြီးကိုတော့ခတ်ထားရတာလဲကျမအမှန်တိုင်းသိချင်တယ်ပြောပြပါမယ် လူတယောက်ရေစာနေလို့တောင်ဝင်တော့လို့မရအောင်တော့ပိတ်ထားတယ်လူတယောက်လုံးလဲသွားတာတောင်ဘာလို့တကောက်မဖွင့်မင်းရတာလဲအဲ့လိုမိဖို့ကြောင့်တကောက်ဘာလို့ပိတ်ထားရလဲပြောပြစမ်းမအမေရဲ့ဒီလိုမျိုးစူညံတဲ့တွေကြောင့်မောင်ခန့်နဲ့မောင်တန်းတို့လည်းရောက်လာခဲ့ပါလေဟုတ်တယ်မေဘာလို့ပိတ်ထားရတာလဲဒီနေ့တော့တားတို့လည်းပြောပြအမေရဲ့အကိစ္စကြောင့်တအားမိမတွေလည်းအမေနဲ့အခက်တွေ့နေရတာကိုအမေကတော့အမေအတွေ့တွေကိုနည်းနည်းမှပြောင်းလဲမဲ့ပုံမပေါ်ဘူး။အေးနင်တို့သိချင်နေတယ်ဆိုရင်ငါပြောပြမယ်။ ငါတီမီဖို့ကြောင့်တနေ့တစ်ခေါက်ပဲဖွင့်ထားတဲ့အကြောင်းရင်းရတော့တရက်တုန်းကရသိကြီးတပားနဲ့တွေ့ပြီးရသိကြီးရေကျမအိမ်ကိုဘယ်တော့ငွေတွေအလုံးရင်းနဲ့ဝင်အောင်လှုပ်ပေးမှလဲရသိကြီးကငွေတွေဝင်အောင်လှုပ်ပေးမယ်ဆိုလို့ကျမရသိကြီးကိုပတ်စံတွေပေးထားတာလည်းများနေပြီနော်အိုးကျုပ်လေးလှုပ်ပေးနေတာပဲဗျာဒါနဲ့ကျုပ်ထင်တာကတော့ခမရအိမ်ကလက်တိတ်နေရတဲ့အကြောင်းရင်းမိဖို့ကြောင့်ကလို့ပဲထင်နေခမရကခမရမိဖို့ကြောင့်ဦးကြီးကြီးစောက်ပြီးအမြဲတမ်းဖွင့်လှစ်ထားတာပဲ ဒါကြောင့်ခမရအဲ့ဒီမိဖို့ကြောင့်ပိတ်ထားလိုက်ပါခမရမိဖို့ကိုစာပြီးပိတ်ထားလိုက်တာနဲ့အမရအိမ်မှာလက်လာပါတွေပွင့်ပြီးတော့အိမ်မှာကန်တွေတက်ငွေတွေဝင်လာလိမ့်မယ်ဘလို့တကယ်လားရသိကြီးဒါဆိုရင်တော့ဒီနေ့စပြီးတော့ကျမမိဖို့ကြောင့်တစ်နေ့တစ်ခါပဲဖွင့်တော့မယ်မနေ့စောစောတစ်ချိန်ပဲဖွင့်မယ်တစ်နေ့ကုန်ပိတ်ထားလိုက်တော့မယ်အေးအဲ့ဒီနေရာစားလို့ငါမိဖို့ကြောင့်တစ်နေ့တစ်ခါပဲဖွင့်မယ်တစ်နေ့ကုန်ပိတ်ထားတော့မလို့လောက်လိုက်တာပဲငါလောက်တာငါအိမ်မှာငွေတွေဝင်လာလောက်တာပဲလေ ဒီလိုမျိုးဒေါမုံကသူ့မိသားစုဝင်တွေကိုရှင်းပြနေတော့မှာပဲသူတို့အိမ်ဘေးကဒေါခင်ကဖုန်းကန်ပြီးရောက်လာတာပြောလိုက်ပါတယ်ဟဲ့ဟဲ့ဒေါမုံရင်နင်တရင်ကြားပြီးပြီလားဟဲ့ဟိုရသိကြီးဆိုတာလေအဲ့ဒါရသိအောင်ဆောင်ထားတာတဲ့ဟဲ့ရက်ွက်တိုင်းကမိမတွေကိုလိုက်လိမ်ပြီးတော့ငွေဝင်မဲ့ပါညာနဲ့လိန်စားနေတာတဲ့အဲ့ဒါရဲတွေမတင်ကြလို့ဆက်ဆဲပြီးထောင်ချလိုက်ပြီးတဲ့ဟဲ့ဒီမှာကြည့်သူ့ပုံတော်ပါလာသေးတယ်တည်နေမှာ ီခါဖုန်းထဲကရသည့်အောင်ဆောင်ထားတဲ့လူလိန်ကိုသူတို့လည်းကြည့်ပြီးတော့အံ့ဩသွားပါတော့တယ်။ဟင်ဟုတ်သားပဲ။အဲ့ဒါငါပြောတဲ့ရသည့်ဆိုတဲ့သူပဲ။ "तू ကငါစီကနေပတ်စံတွေလိန်စားသွားတာပေါ့ဒါဆို။မြင်ပြီလားအမေ။အခုအမေကအတိတ်ပဲမရှိလူလိန်စကားကိုယုံမိပြီးတော့မိသားစုဝင်တွေကိုဒုက္ခရောက်လို့နေရပဲ။ဒီလိုသာအမေအယုံလွယ်နေမဲဆိုရင်တော့အမေရင်တစ်ခုလုံးလဲသူများလက်ထက်ရောက်သွားမှအသေးချာပဲ။အမေစီကိုလည်းလူတန်းလွယ်လွယ်လေးနဲ့လာလိန်နေကြတော့မှ။ဟွန်း။ အဲ့လိုမဖြစ်စေရပါဘူးချွေးမတို့ရဲ့ငါမှားသွားမှငါတိတ်ပါပြီတရားရှိငါဘသူကိုမှလွယ်မယုံတော့ပါအောင်နော်အချိန်မြင့်မရှိတဲ့လူရဲ့စကားကိုယုံမိတာကြောင့်မို့ဒုံမုံလေးတော်တော်လေးနောင်တရသွားခဲ့ပါတယ်ပြီးတော့အတီတရားရသွားတဲ့ဒုံမုံလေးမိဖို့ကြောင့်တကားကိုမြေတံပြန်ဖွင့်ပြီးထလိုက်ပါတော့တယ်အဲ့နောက်ပိုင်းမှာတော့ချွေးမနှစ်ယောက်လေးမိဖို့ကြောင့်ကိုစိတ်ကြိုက်အသုံးပြုလို့ရနိုင်သွားပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးကြပါဦးနော်။